နီပိုးကောင်ကတော့ဒီ insect မျိုးစိတ် အမျိုးတစ်ခုဖြစ်ပါတယ်တခြားသော insect တွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့အဲ့ထဲမှာမှဒီမီပိုးကောင်ကကြတော့ဒီပြင်းထန်တဲ့ပိုးကောင်တွေမှာပါတာပေါ့တချို့ရဆိုလဲဒီပြားတုတ်တာမျိုးတွေနော်ငကြီးကောင်ကြိုက်တာမျိုးတွေဂျုံတက်ပါတယ်မီပိုးကောင်ကအခုလိုမိုးရသည်လို့ အချိန်မျိုးတို့ပြည့်ရခါကျရင်ပူနွေးတဲ့ရာသီဥတုအချိန်နေမျိုးတွေမှာပို့ပြီးတော့ပောက်ဖွားတတ်တယ်ပို့ပြီးတော့ပွားများတတ်ပါတယ်ပြီးရင်တော့ तू ကဒီဟိုချင်းလိုပဲ तू ကအပင်နေရှိတဲ့နေရာတွေမှာပို့ပြီးတော့ရှိတတ်တယ်မြက်ပင်နေ၊ကွင်းပင်နေ၊သစ်ပင်နေအဲအဲ့လိုမျိုးရှုပ်ထွေးတဲ့နေရာတွေမှာပို့ပြီးတော့နေတတ်တဲ့အကောင်ဖြစ်ပါတယ်ဒါပေမဲ့မီးပိုးကောင်ကတခြားကောင်တွေလိုမျိုးကြိုက်တာလည်းမဟုတ်တုတ်တာလည်းမဟုတ်ပါဘူးသူ့ရဲ့ခန္ဓာကိုယ်မှာသူ့ရဲ့လူတံတားတိုင်းရဲ့ခန္ဓာကိုယ်မှာပြင်ရည်ကြော system ဆိုတာရှိရပါတော့ lymphatic system ပေါ့နော်အဲ့ lymphatic system ပြင်ရည်ကြောထဲမှာမှာ သူခုနကပြောတဲ့သူ့ရဲ့အစိတ်ကြီးပေါ့နော်ပီဒရီလို့ခေါ်တဲ့အစိတ်ကြီးဒီအစိတ်ကြီးကကျတော့ပြောရရင်သူ့ရဲ့မီးပိုးကောင်ခန္ဓာကိုယ်ထဲမှာရှိတဲ့အတူနေအဲစင်ဘာယိုတိတ်ဟိုအကောင်လိုမျိုးပေါ့နော်ဘက်တီးရီးယားဆူဒိုမိုနက်စ်လို့ခေါ်တဲ့အကောင်ကထုတ်တဲ့တောက်ဆင်မျိုးပါသူကမီးပိုးကောင်ကိုယ်၌ကထုတ်တာမဟုတ်သူ့ကိုယ်ထဲမှာရှိတဲ့ဒီဆူဒိုမိုနက်စ်လို့အလားတူကောင်မျိုးကထုတ်တဲ့အစိတ်အဲ့ဒီစိတ်ကဘာအတွက်ရှိတာလဲဆိုတော့မိဘကောင်ကဥလိုက်တဲ့ဥတွေကိုတခြားသောတားကောင်တွေကစားမှာဆိုလို့ကောင်ဝယ်တဲ့အနေနဲ့တဘာဝတရားကြီးကသူ့ကိုဖန်တီးပေးထားတာ။ တော့အဲ့လိုဖန်ပြီးပြထားတဲ့အစိတ်ကဘယ်လောက်တောင်ပြင်းထန်လဲဆိုတော့ immediate immediate very potent ဖြစ်တယ်ဘယ်လောက်ထိပြင်းထန်လဲဆိုတော့တကယ်ဟို ပင့်ကူတွေလို့ပေါ့နော်ပင့်ကူတွေအရန်ကြီးမားတဲ့ပင့်ကူတွေကြိုက်ခံရလို့ရုပ်ရှင်တွေထဲမှာမှာပြရတဲ့ပင့်ကူတွေလို့အဲအဲ့ပင့်ကူအစိတ်တွေထက်တောင်ပို့ပြီးတော့ပြင်းထန်တဲ့အနေအထားမျိုးရှိပါတယ်ဟိုသူကနာမည်ကမီးပိုးကောင်ဆိုသူကမီးကြိုက်တယ်အဲလိုမျိုးညာဘက်တွေမှာမီးတွေပါထွန်းပြီးဆိုမီးရှိရနေရတော့သူကလာတယ်အိမ်နေတဲ့ကိုဝင်လာတယ်ပတင်းပေါက်တွေထဲကိုဝင်လာတယ်ဝင်လာပြီးတော့သူကလူအုပ်စ်စားတွေလှမ်းထားတဲ့ဒီမျက်နှာတုပ်ပါတာဝါးတွေတပတ်တွေအရကင်းတွေစောင်းနေမှာသူကနားနေရော အဲ့ဒါကိုကိုကမသိဘဲနဲ့အင်ဂျီကိုဖက်ခနဲ့ကောက်ဝင်းမိရမျိုးရေတပတ်ကိုယူပြီးတော့ခန္ဓာကိုယ်တုတ်လိုက်မိမယ်မျက်နှာကိုဒီတာဝါနဲ့တုတ်လိုက်မိမယ်အိယာတဲ့လဲလိုက်မိမယ်အဲဒါမှမဟုတ်ဆိုလဲကိုကဒီလက်ပေါ်ဒီမှာပေါ့အကောင်ကနားလိုက်ခါကျဟဲ့ဖားကောင်လည်းမသိဘူးဆိုပြီးတော့လက်နဲ့ခါလိုက်မိရခါကျသူ့ကိုခြေလိုက်တယ်လို့ဖြစ်သွားတာပေါ့နော် တာဝါပေါ်မှာတို့အဝတ်စားမှာရှိရဟာမျိုးရှိရအခါမျိုးမှာဆိုရင်လေကို့အသားနဲ့အဝတ်နဲ့ခြားထဲမှာခြေလိုက်တယ်လို့ဖြစ်တဲ့အတွက်အရေလေးထွက်သွားအောင်အဲ့ဒီထွက်လာတဲ့အရေကို exposure ဖြစ်သွားတာထိတွေ့မိသွားတာအဲ့ထိတွေ့မိသွားတဲ့အခါမှာဒီအရေပြားမှာပြဿနာဖြစ်တာပေါ့သူ့ရဲ့ action ကဘယ်လိုလဲဆိုတော့ corrosive ပေါ့နော်စားတယ်ပေါ့ acid ဆိုရင်စားတယ်အသားကိုစားတဲ့သဘောတရားမျိုးပေါ့နော်အဲ့လိုမျိုးတရားမှုရှိပါတယ် ဟုတ်ကဲ့အဲအဲ့ဒါလေးတခုကိုရှင်းပြချင်ပါတယ်အဲ့တော့မီးပိုးကောင်ဟိုအစိတ်ကိုဟိုဖိလိုက်မိတယ်အကြောင်းမျိုးမျိုးကြောင့်ထိတွေ့ထိတွေ့မိသွားတယ်ဆိုရင်ချက်ချင်းကျမတို့ကရေနဲ့အဆက်ပြာနဲ့စင်ကြယ်စွာဆေးရမှာအဲ့ဒါအရေးကြီးဆုံးပဲဒါအသားရည်မှာခန္ဓာကိုယ်မှာဘယ်လိုပြဿနာမျိုးဖြစ်ဖြစ်ဘာကောင်မဲကြိုက်ကြိုက်အဲခွေးပဲကြိုက်ကြိုက်ပေါ့နော်ခွေးကြိုက်တယ်ဆိုလည်းအဲ့လိုပဲရေနဲ့ဆေးရရေနဲ့ တေချာလေးစေးစေးရခါမှာအာပါရအမလေးကုတ်ချက်ပြီးအဲ့လိုမျိုးမစေးရဘူးညင်ညင်တတာလေးတတာလေးဖွားဖွားလေးရေစင်စင်ရေနိုင်နိုင်နဲ့စေးဆက်ပြပြော့စားလေးနဲ့စေးအဲ့လိုစေးပြီးပြီဆိုရင်စိတ်တော့ရေအေးဘက်ကရေအေးဘက်ဒါမှမဟုတ်လေ အဲရေခဲကန်ရင်လည်းကောင်းတယ်ပေါ့နော်တန့်စင်6တွေးရအဝေးလေးနဲ့ဖွားဖွားလေးတသားလေးအိမ်နာလူတုတ်လိုက်မယ်တုတ်ပြီးွားပြီဆိုရင်အဲရေအေးဘက်ကန်ရင်ကန်မဟုတ်ဘူးဆိုရင်လည်းတန့်စင်နဲ့တာဝါထဲမှာရေခဲတုံးလေးတွေထည့်ပြီးတော့အိမ်နာလေးကိုကတ်ပေးတာပေါ့15မိနစ်လောက်ကြာအောင်အဲ့လိုကတ်ပေးလိုက်မခန်တိုင်းလေးခွာပြန်ခွာလိုက်အဲ့လိုမျိုးလေးကတ်ပေးရမယ်အဲ့လိုကတ်ပေးပြီးတော့မှကိုကဟို steroid cream ပေါ့နော် steroid cream နဲ့လိမ့်စေးလေးတွေရှိပါသူကရောင်ရမ်းနိုင်ပါတော့တက်တာစဲတွေ steroid လေးကိုလိမ့်ပေးရမယ်အဲ့ဒါပြီးတော့မှတင်ချာ iodine လို့ခေါ်တာပေါ့သူက antiseptic action ရှိရပိုးသေးစေတဲ့ action ရှိ ဆိုတော့ antiseptic solution tincture solution လိမ့်ပေးရမယ်အဲတချို့တကယ်လို့များလိုအပ်တယ်ဆိုရင်တချို့ case တွေမှာဆိုရင် secondary infection bacterial infection ပေါ့ ပိုးဝင်တယ်လို့ခေါ်တာပေါ့ဘက်တီးရီးယားပိုးဝင်တဲ့အနေအထားမျိုးဆိုရင်တော့ပိုးသက်ဆေးတွေတောက်ရတာလိမ့်ရတာမျိုးရှိကောင်းရှိနိုင်တယ်ဒါကကြတော့ဆရာဝန်ကတောက်ပါလိမ့်မှာပြောတော့မှလောက်ရတာအဲ့လိုမဟုတ်ဘူးသူကသူ့ရဲ့လက္ခဏာတွေကရားတာမျိုးပါမျိုးရှိတယ်ဆိုရင်စိတ်က any histamine လို့ခေါ်တဲ့ lotion လေးတွေဥပမာရက်ထဲမှာဆိုရင် calming lotion လို့ဟာမျိုးတွေသူကကြတော့အေးမြပြီးတော့ပေါ့နော်နေရတာလေးတောက်တတာဖြစ်စေ confirm ပါတဲ့ဟာမျိုးလေးတွေအဲ့လိုမျိုးလေးတွေလိမ့်ပြီးတင်ပါတယ်လိမ့်ပြီးတင်တာပြောပြီးပြီဆိုရင်မလိမ့်တင်တာတွေမှာပြောပါမယ်ဘာလို့ဆိုဆေးဘူးတွေမလိမ့်နဲ့ အရက်ပြန်ထိတ်ဆုံးရပါတယ်အရက်ပြန်လိမ့်တာမျိုးတို့ပယုတ်စီလိမ့်တာမျိုးတို့ကုတ်လိုက်တာလိုမျိုးဖဲ့လိုက်တာလိုပွတ်တာမျိုးတို့လုံးဝလုံးဝလုံးဝမလုပ်ပါနဲ့တကယ်လို့အဲ့ဟာကိုကကုတ်လိုက်မိပြီဟေ့ဆိုရင်အဲ့အစိတ်ကရှားနေရပြီပါပြန်သွားမှာဒီမှာကုတ်လိုက်တယ်ဆိုရင်ဒီလက်သေးထိတ်မှာပါပါသွားလိမ့်မယ်လက်ထိတ်ဒီမှာပါရမယ်အဲ့ဒါနဲ့ကိုကမျက်လုံးမှာပုတ်မိမယ်ဆိုရင်မျက်လုံးတွေပါမှာဒီဟာပူကူးလာမယ်ပြီးရင်ကိုရဲ့တခြား private part တွေပါကင်မိမယ်ဆိုရင်အဲ့နေရာတွေမှာပါသွားပြီးတော့ထိခိုက်တာမျိုးကြီးဖြစ်လာနိုင်ပါတယ် အဲသူ့ရဲ့ action ကကြာခုနပြောလို့ corrosive action လို့ခေါ်တာစားတာပေါ့နော် acid လိုမျိုးအရေးပြားကိုလောင်နေစားတယ်ဘန်းနေရှိရဲ့လက္ခဏာကတော့ အများလဲအခုဆိုရှယ်မီဒီယာမှာပြောနေကြဆိုသိရအတွက်ညီမယ်ညီလာမယ်ပြည့်ရခါကျရင်အများသောအပြည့်အတွက်အနီအစင်းချောင်းပေါ့နော်အစင်းချောင်းလေးဖြစ်တယ်အဲအစင်းချောင်းလေးကနည်းနည်းလေးကင်ကြည့်ရင်လည်းအဲ့လိုမြမြောင်းလေးဖြစ်နေတာပေါ့နော်အစင်းချောင်းလေးလာမယ်ပြီးအလဲမှာအရေကြီးဘူးလေးတွေ blister လေးတွေတချို့ဆိုရင်ပြည်ဘူးလေးတွေဗာလေးတွေဖြစ်လာနိုင်တယ်တိတ်ဆိုးတဲ့အခြေအနေဆိုရင်အနာ ulceration ဖြစ်သွားနိုင်မယ်ရားမယ်နာမယ်ဆက်ဖြစ်ဖြစ်ရှိမယ်ဒါသူ့ရဲ့လက္ခဏာပေါ့နော်ဟိုအဲ့ဒါကိုကိုကအရေကြီးဘူးကိုသွားပြီးဖဲ့တာဟိုကောက်တာမျိုးလုံးဝလုံးဝမလုပ်ရဘူးအဲတိတ်မဆိုးွားဘူးဆိုရင် तू က ာရက်ပိုင်းတစ်ဘက်လောက်တင်းတက်တာအဲ့တော့ မစိုးဝါမှာလားမစိုးဝါဘူးလားတချို့ကြတယ်ရုပ်ပြည့်စင်ပြည့်တိဖြစ်ကြတယ်ဆိုတော့အဲ့ဒါဘာလဲဆိုကိုနဲ့ exposure ရှိတဲ့ကိုနဲ့ထိတွေ့မိတဲ့အစိတ်ပမာဏပေါ်မူတည်တယ်။နော်ဒီမိဖို့ကောင်အစိတ်ရည်ကများများနဲ့ကိုကထိတွေ့မိကိုခံစားရတာပုံများလိမ့်မယ်။များသောအားဖြင့်ကသူကမျက်နာတို့လယ်ဘင်းတို့လက်တို့ခြေထောက်တို့မှာဖြစ်တတ်တယ်။နော်တချို့ဆိုရင်ဒီအမျိုးသားတွေမှာဆိုခုနပြောလို့ပေါ့ဒီလက်ကနဲ့လက်ကုတ်လိုက်ပြီးတော့သူ့လက်မှာပါသွားတယ်။အဲ့ဒါကိုမသိဘဲနဲ့သူတို့ private part တွေသွားပြီးတော့ထိမိကိုင်းမိတဲ့ခါကျရင်ဒီအမျိုးသားလိမ်အင်ကာမှာ ကလန်ဆော့ပင်းနစ်ကိုသွားပြီးတော့ရောင်ရဲစေတဲ့အတွက်ဘလန်နိုင်းတင်းစ်လို့ခေါ်တဲ့ရောင်ရဲတဲ့ပြဿနာအဲ့ဒါလည်းဖြစ်တတ်တယ်။မျက်လုံးမှာလည်းဖြစ်တယ်။မျက်လုံးမှာဖြစ်တာဆိုရင်ဒီမျက်ခွန်ရောင်တာမျက်လုံးမျက်ခွန်ရောင်ရမ်းပြီးတော့ဖွင့်တာမျက်စိတောင်မှဖွင့်နိုင်တော့ဘူးเนาะအဲ့ဒါကိုကျွန်တော်တို့ကဒီဘယ်လိုပြောမလဲ periocular dermatitis လို့ခေါ်တာပေါ့မျက်မျက်လုံးပတ်ပတ်လည်းရဟာရောင်တာပေါ့နော်။အဲ့ဒီလက္ခဏာတွေကဘယ်အချိန်မှာပေါ်လဲဆိုတော့သူကအကိုက်ဒီဘယ်လိုပြောမလဲအစိပ်ရည်နဲ့ထိတွေ့ပြီး24နာရီကနေ48နာရီအကြာနောက်တစ်နေ့မနေ့အိပ်ရာနိုးတော့မှဖြစ်တာ။ ဖြစ်ဖြစ်ချင်းမှမသိသေးဘူးအဲလက္ခဏာမပေါ်သေးဘူးရားသူလိုလဲငါအလက်ကြီးဖြစ်တာလားတချို့ဆိုအင်ပြင်ထတာလားပွဲအဲ့လိုလေးထင်ပြီးတော့အမှတခြားဆိုကိုထင်တဲ့စီးတွေပြုတ်စီးတွေရက်ပြန်နေရှောက်ပြီးတော့လုံးလိုက်မိတဲ့ကြာအဲ့လိုမလုံးနဲ့ပေါ့နော်အဲ့မှာပူဆိုးတာတော့မသေးကြရင်ကျမတို့ကရေနဲ့စပြန်နဲ့စီးပြီးရခါကျရင်ကလမင်းလိုရှင်လေးပေါ့နော်အဲ့လိုမျိုးလေးလိမ့်ပြီးရမ်းမရေခဲပက်ရေအေးပက်လေးကပ်ပြီးအဲ့ဒါပူပြီးစစ်ဖြစ်တယ်အဲ့ဒါတော့အန်ဒီရဲ့အကင်းဆုံးအဲ့ဒါတော့အန်ဒီရဲ့အကင်းဆုံးပဲပြီးတော့မှနောက်တနေ့လက္ခဏာကြီးရောမအားမဟုတ်တော့ဘူးမဟန်တော့ဘူးဆိုရင်ဆီယံဝင်ပြရင်ပြမဟုတ်ဘူးမီးပိုးကောင်မှန်းတေးကြတယ်ဆိုရင်တော့ခုနကစိတ်ရှင် ြထားတဲ့ဘာဘာဘာ step ပြီးဘာဘာဘာလိမ့်ပေါ့အဲ့လိုမျိုးလေးလိမ့်ပြီးလို့တော့ရတယ်ပြဿနာတစ်ခုကဘာလဲဆိုတော့မီးပိုးကောင်ကြိုက်ခံရတဲ့လက္ခဏာဦးကျွန်မတို့ကတခြားသော high insert ကြိုက်တိုင်းနဲ့ရောတက်တယ်နောက်တစ်ခုကအများအထည်အမားအများဆုံးက shingles လို့ခေါ်တယ် herpes ပေါ့ရေယုံပေါ့ရေယုံနဲ့မှားတတ်တယ်ရေယုံကလည်းနာတယ်လीရေယုံလို့ထင်ပြီးတော့ဘာဖြစ်လဲဆိုတော့ရေယုံလိမ့်စေရှိတယ် acyclovir ဆိုတာ antiviral ပေါ့နော် virus ကိုတတ်တယ်စေအဲ့ဒါကြီးသွားလိမ့်လိုက်ပြီးတော့အဲ့ခါကျရင်ပုံဆိုးရော extensive skin damage တွေဖြစ်ကုန်ရောအရေးပြားထိခိုက်တာပိုများကုန်ရောပေါ့နော်အဲ့တော့အဲ့ဒါရေယုံလားဘာဟိုကဒီခုနပြောတဲ့မီးပိုးကောင်ကြိုက်တာလားခွဲချင်တိတိတာရေသူကကိုကိုလိုလက္ခဏာမျိုးကိုယ့်အိမ်မှာတခြားသူတွေဖြစ်နေတတ်တာမျိုးတွေလည်းရှိရဲ့နောက် တစ်ချက်တိတာဆုံးကအကွဲပြားဆုံးကဘာလဲဆိုကျွန်တော်တို့ kissing lesion လို့ခေါ်တယ် kissing lesion ဆိုတာဘာလဲဆိုဒီလက်ပေါ့နော်ဒီလက်က extensor surface extensor ဆိုတာလက်ကဒီလိုမှောက်တာနဲ့လှန်တာနှစ်ခုရှိရဲ့ဒီလှန်ထားတဲ့မျက်နှာပြင်ပေါ့နော်အဲ့မျက်နှာပြင်မှာသူကဘယ်ရောညာနှစ်ဖက်စလုံးမှာရှိရာ အဲဒီလိုမျိုးပေါ့နှစ်ဖက်စလုံးမှာရှိနေတယ်အဲ့အမြောင်ကြီးအဲ့လိုဟာမျိုးအဲ့ဆိုရင်နနီရောင်အကြောင်းပေါ့နော်အဲ့လိုဟာမျိုးကြီးရရှိနေရဆိုရင်ဒါတေကြသည်မိဘကောင်ကြိုက်ခင်ရတာတချို့ကြာလဲကြိုက်ခိုက်ချင်းမှာဖြစ်ဖြစ်ချင်းမှာဒီအကောင်တွေးလိုက်ရတယ်မြင်လိုက်ရတယ်ဆိုရင်တော့ဒါမိဘကောင်ကြိုက်တယ်ဆိုတာတေကြတယ်ဒါသူ့ရဲ့လက္ခဏာတွေပေါ့နော်ပိုပြီးတော့ duration ကကြာသွားအပတ်ပေါင်းများစွာ၃၄ဘက်လောက်ကြာခေါင်းကြာသွားနိုင်တယ်ကြာတဲ့အပြင်ဆိုပိုဆိုးလာပါလဲဆိုတော့သူ့ရဲ့နောက်ဆက်တွဲက exfoliation အရေပြားတွေကွာကြလာမယ်เนาะအရေပြားကွာကြလာပြီးတဲ့ခါကျရင် तू က အာဘယ်လိုပြောမလဲ pigmentation ပေါ့နော်ရောင်ဟိုအမရွတ်မဲမဲကြီးကျန်ခဲ့တာဗောမြန်မာလိုပြောရင်ရှင်းရှင်းလေးအမရွတ်မဲမဲကြီးကျန်ခဲ့တယ်အဲအဲ့ဒီတင်းတင်းမျက်နှာမှာဆိုရင်ပူဆိုးတာဗောမျက်နှာအသားလေးကနုနုလေးနော်ပျောက်ဖို့အချိန်တော်တော်ကြာကြာကုသပါတယ်ဒါကြောင့်မလို့ဟိုမဖြစ်အောင်တော့ဂယူဆိုင်ဖြစ်လာပြီဆိုရင်လည်းထင်ကျေးနဲ့မလုတ်ပါနဲ့စေးမီတို့နဲ့မလုတ်ပါနဲ့ဆရာဝန်ကိုမေးမြန်းပြီးတော့မှလုတ်တာကကိုယ့်တဲ့ဘေးကင်းဆုံးမှာသူကနောက်ဆက်တွဲဖြစ်လာမယ့်ဟာတွေကကိုယ့်ရဲ့ဘယ်လိုပြောမလဲ ဟိုအလှပပေါ်မှာလည်းထိခိုက်နိုင်တယ်အလှပပေါ်မှာထိကိုယ့်ရဲ့ confident စိတ်ပိုင်းဆိုင်ရာမှာမှအများကြီးတရားမှုရှိတာဖြစ်တဲ့အတွက်အဲပေါ့ပေါ့ဆဆတော့ထင်ကြီးနဲ့လုံးလုံးမရပါဘူး မိဘကောင်နဲ့ပတ်သက်ပြီးတော့ဗောနော်အဲကာကွယ်ဖို့အကြုံလာခဲ့ပြီဆိုရင်လည်းဘယ်လိုတွေလုပ်ရမလဲဆိုရင်တော့အကောင်းဆုံးကတော့ကျမတို့ကအာတက်နိုင်တဲ့ချင်းောင်လေးနဲ့အိတ်ဗောနော်အဲ insect အဟိုနိုင်နိုင်ငံနိုင်ငံချက်မှာဆိုရင်တော့ insect proof netting လို့တော့ခေါ်တာဗောကျမတို့နိုင်ငံမှာဆိုလည်းရတယ်ချင်းောင်နဲ့တက်နိုင်တဲ့အိတ်ဖို့လိုအပ်တယ်တကယ်လို့အိတ်ထဲမှာဝင်လာတာတွေ့ပြီးဟိတ်ဆိုရင်မီးကိုပိတ်ချလိုက်မယ်အခန်းပြင်ဝရဏာလို့ဘာလို့နေရာမျိုးမှာမီးဖွင့်ပေးလိုက်သူ့နေရာရွှေ့ဝအောင်အဲ့လိုလေးလုပ်ပေးပါပြည့်ခါကျရင်ကလေးတွေကိုဂရုစိုက်ပြီးကလေးတွေကပို့ပြီးတော့ဖြစ်ပြီးဆိုရင်ပို့ပြီးတော့ထိခိုက်တာကြတယ်အဲ့တော့ကလေးတွေကိုပို့ဂရုစိုက် က်ပြီးတတ်နိုင်သမျှအင်ဂျီရှေပေါင်းရီရှေတွေကိုဝတ်ပြီးခုလိုမိုးရာသီမျိုးတွေပူနေတဲ့ရာသီဥတုမျိုးတွေမှာခရူးဆိုင်ပေးပါကို့အိမ်အနီးဝန်းကျင်မှာတစ်ပင်ချုံမီနေရှိရဆိုလဲရှင်းလင်းပါတကယ်လို့များပေါ့ကို့မှာကြိုက်ခံရတဲ့အင်းဆက်ကြိုက်ခံရတဲ့လက္ခဏာမျိုးတွေရှိတယ်ဘာကောင်မမ်းမလဲမသိဘူးဆိုရင်တော့နီးစက်ရာဆေးရုံဆေးကန်းကိုတွားပြီးတော့ဆေးအောင်ဝင်နေတဲ့တိုင်ပင်မျိုးကုသဖို့လိုပါတယ်အော်ပြီးတော့ဒါရင်နဲ့ပတ်သက်ပြီးတော့ငါမပြောင်းနိုင်တော့ဘူးဆိုပြီးတော့စိတ်တက်ကြတာမျိုးတော့မဖြစ်စေချင်ဘူးအဲဒါကခုနပြောလို့ပေါ့ပြင်းထန်တဲ့အနေအထားရောက်သွားရင်တော့နည်းနည်းလေးအချိန်ယူပြီးကုသရဖြစ်တဲ့အတွက်ကိုကတော့ဘယ်လို လိုပြောမလဲစိတ်တန်တန်မာမာခိုင်ခိုင်မာမာနဲ့ဒါကိုကြွက်ဖြတ်သွားဖို့လိုပါလဲ